မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ရဲ့မြောက်ဖက်နန်ဖူးရိုင်မှာရှိတဲ့ MNDAA နယ်မြေကိုစစ်ကောင်စီကဝန်ရောက်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ကိုကန့်ရဲဘော်2ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ26ရက်နေ့မနက်၈နာရီအချိန်လာရှုံမြို့မြောက်ဘက်နန်ဖူးရိုင်မှာရှိတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့ကာကွယ်ရေးနယ်မြေကိုစစ်ကောင်စီရဲ့ခမရ9ခုတပ်ရင်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ MNDAA ရှေ့တန်းတက်သားနှစ်ဦးကြဆုံးပြီးတော့သုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။နှစ်ဖက်တိုက်ပွဲများအပြန်အလှန်ဖြစ်ပွားပြီးတဲ့နောက်မှာဇွန်လ29ရက်နေ့မနက်7:00နာရီအချိန်မှာစစ်ကောင်စီတပ်များဟာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုမအောင်မြင်တဲ့အတွက်ကြောင့်လာရှုံမြို့ဟိုပိတ်73မိုင်က မြောက်ပိုင်းမဟာမိတ်တပ်များရဲ့ကာကွယ်နေမြေများကိုစစ်ကောင်စီကအမြောက်ကြီးစံမျိုးစုံနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ29ရက်နေ့ည8:34မိနစ်အချိန်ထိကိုစစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီကဟိုက်ကင်အပြစ်ရသဘောတူညီချက်ကိုချိုးဖောက်ပြီးတော့မဟာမိတ်တပ်များကိုတိုက်ခိုက်နေတယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့ TNL နေမြေကို ဘုံကျဲတိုက်ခိုက်ခြင်းများအပြင် drone နဲ့ပါတိုက်ခိုက်ခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကအပြစ်ခတ်ရဲစဲရိတ်တောင်းဆိုချက်များကိုရဲလူရှုထားတဲ့အတော့ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ရှမ်းမြောက်ဒေသပိုင်းမှာတိုက်ပွဲများပုံမပြင်းထန်လာနိုင်တယ်လို့ MNDAA ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုတော်လိုင်းတပ်ဖွဲ့များကဝိုင်းထားပြီးတော့စစ်ကောင်စီတပ်ကမြို့နယ်ပြည်သူများကိုလူသားတိုင်းကအဖြစ်နဲ့အုံပြုဖို့အတွက် ထွက်ခွာခွင့်မပေးဘဲပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027စစ်စင်ရေးမတိုင်မီကလေးကလည်းမြို့အဝင်အထွက်လမ်းများကိုအကြမ်းဖက်စစ်ကောင်စီကဘူဒိုဇာနဲ့ဖျက်ဆီးကရေလမ်းကြောင်းတစ်ခုကိုသာဖြန့်ထားပေးခဲ့တယ်လို့သိရပါတယ်1027စစ်စင်ရေးစတင်ခဲ့တဲ့ဇွန်လ25ရက်နေ့ကနေစတင်ပြီးတော့မြို့နေပြည်သူများဟာရေလမ်းကြောင်းကနေပြီးတော့ထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့ဇွန်လ26ရက်နေ့ကစပြီးအဲ့ဒီရေလမ်းကိုပါ တီပေါင်းမျိုးရဲစခန်းကရဲများကစောင့်နေပြီးတော့ထွက်ခွာခွင့်မပေးဘဲပိတ်ဆို့ထားပြီးတော့မြို့နေပြည်သူများကိုလူသားတိုင်းကအဖြစ်နဲ့အတုံးပြုနေတယ်လို့သိရပါဗယ်အရင်ရက်တွေကတော့ဆက်လီနဲ့ပြေးလို့ရတဲ့သူကပြေးလို့ရသေးတယ်ဒီနေ့ကျတော့ဆက်လီစိတ်ကိုရဲတွေလာဆောင်ပြီးတော့ပိတ်ထားတာတီပေါင်းမျိုးရဲ့ပတ်ပတ်လဲရွာတွေကိုတော့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်တယ်တီပေါင်းမျိုးပတ်ပတ်လဲ၃မိုင်၄မိုင်လောက်အထိကိုတိုက်ပွဲတွေဖြစ်နေတာတွေရှိတယ်တီဝမျိုးတဲမှာတော့တိုက်ပွဲမဖြစ်ဘူးတမျိုးလုံးနှီးပါလို့လို့ပိတ်မိနေတယ်လို့ပြောလို့ရတယ်လူကြီးကတော့ခံမှန်မပြောတတ်ဘူး အခုကဘလို့မှထွက်လို့မရတာတမျိုးလုံးပဲလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။တီဝေါမျိုးမှာအထွက်လန်း၃လန်းရှိပြီးတော့လမ်းတစ်ခုကိုတိုက်ပွဲမဖြစ်ခင်၁၀ရက်လောက်ကလေးကဘတ်ဟိုးနဲ့တူးပြီးတော့ပိတ်ပစ်လိုက်တယ်လို့သိရပါတယ်။ကျင်းတီတံတားဘက်အထွက်လန်းနဲ့အခြားလမ်းတစ်ခုကိုစစ်ကောင်စီတပ်သားများကပိတ်ဆို့ထားပြီးတော့တီဝေါမျိုးပတ်ပတ်လဲမှာလဲတော်လိုက်တပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့သိရပါတယ်။ ကုန်းလမ်းတွေကအကုန်ပိတ်လိုက်တဲ့အခါကျတော့ပြည်သူတွေကထွက်เสียလမ်းကဆက်လီလမ်းတလမ်းပဲရှိတော့တာအဲ့ဒီဆက်လီလမ်းကိုလည်းဒီနေ့ပိတ်လိုက်တယ်တီဘောရဲစခန်းကရဲတွေလာဆောင်ပြီးတော့ပိတ်ထားတာတက်သေးကနေပြီးတော့လက်နက်ကြီးတွေနဲ့ထုနေတာတွေရှိတယ်မြို့ပတ်ပတ်လည်မှာတော့တော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားတယ်လို့တီဘောမျိုးနေပြည်သူတို့ကပြောဆိုထားပါတယ်လက်တလုံးမှာတီဘောမျိုးကို TNLA တပ်များအပြင် MNDA တပ်များဝင်ရောက်လာတယ်လို့သိရပါတယ် TNLA တပ်တချို့ကပြန်လည်ဆုတ်ခွာသွားပြီးတော့ MNDA တပ်များကအစားထိုးဝင်ရောက်လာတဲ့သဘောဖြစ်တယ်လို့သိရပါတယ်။ဆွလန်းကျေးရွာမှာလည်း MNDA တပ်များရောက်ရှိနေတာကိုမြင်တွေ့ခဲ့ရတယ်လို့သိရပါတယ်။လားရှိုးနဲ့တီဘောလမ်းကြောင်းမှာ MNDA တပ်များကိုမြင်တွေ့နေရတယ်လို့တီဘောမျိုးကပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့အချမ်းဘတ်စစ်ကောင်စီနဲ့ TNL တပ်များကြားမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားလျက်ရှိတဲ့မိုးကုတ်မြို့နယ်အနောက်ပိုင်းကိုမနေ့ကညပိုင်းကစစ်ကောင်စီတပ်များက လေရင်များနဲ့ဘုံများတောက်လျှောက်ကျဲချခဲ့တဲ့အတွက်ပြက်စီးထိခိုက်မှုများပြားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ25ရက်နေ့ကနေစတင်ခဲ့တဲ့တိုက်ပွဲများကြောင်းမိုးကုတ်မြို့အနောက်ပိုင်းမှာညာတိုင်းလိုလိုစစ်ကောင်စီကလေရင်များနဲ့ဗုံးများကျဲချမှုများလက်နက်ကြီးနဲ့ပစ်ခတ်မှုများကိုလှုံ့ဆော်နေတယ်လို့သိရပါတယ်။ဇွန်လ26ရက်နေ့ညာပိုင်းမှာလည်းတိုက်လေရင် White Twins လေရင်များနဲ့ဗုံးများကျဲချခဲ့တယ်လို့သိရပါတယ်။အထူးသဖြင့်စစ်ကောင်စီရဲ့ဗုံးများဟာလူနေရပ်ကွက်များနဲ့နေအိမ်များအပေါ်ကိုကျက်ရောက်ပေါက်ကွဲပြီးတော့ပြည်သူများတေဆုံးထိခိုက်မှုများနဲ့ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။မိုးကုတ်အနောက်ပိုင်းကတော့မနေ့ကညနေခင်းကနေပြီးတော့ ညဘက်အထိကိုလေရင်နဲ့တောက်လျှောက်ကိုဘုံတွေကျဲချနေတာအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ပျက်စီးမှုကတော့အရန်ကိုများပါတယ်။ပြည်သူတွေထိခိုက်ဒိဆုံးမှုလည်းရှိပါတယ်။ပြည်သူတွေလည်းပိတ်မိနေတော့လမ်းဖွင့်ပေးဖို့ကိုအားလုံးကမျှော်လင့်နေကြတယ်လို့မိုးကုံမြို့ကပြည်သူတို့ကပြောဆိုထားပါတယ်။ဇော်လာ29ရက်နေ့ကြောင်မဲမြို့အမတ်ရှိရက်ကွက်အတွင်းမှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဒေါ်နန်းခင်ဖုံးနဲ့နန်းမွေလင်းဆန်တို့နှစ်ဦးဒိဆုံးပြီးတော့ အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နောင်ချိုမြို့ဂန့်ကော်ဖုန်ကြီးကျောင်းမှာလည်းစစ်ကောင်စီတပ်က drone နဲ့ဘုံသီး6လုံးလာရောက်ကျဲချခဲ့တဲ့အတော့ဖုန်တော်ကြီးကျောင်းဆောင်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မိုးမိတ်မြို့ညောင်နေရွာမှာစစ်ကောင်စီက drone နဲ့လာရောက်ဘုံကျဲမှုကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ9ရက်တာကာလအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြောင်မဲနောင်ချုံနဲ့မိုးကုတ်မြို့နယ်တို့မှာအရသာတည်ဆုံးသူ22ဦးနဲ့ဒဏ်ရာရရှိသူအယောက်30အထိရှိလာပြီလို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေပြီးတော့တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီးတော့အရသာနေအိမ်နဲ့အရသာတည်ရှိရာနေရာများကိုဥတီပစ်ခတ်မှုကြောင့်အခုလိုမျိုးအရတားတည်ဆုံးခြင်းနဲ့ထိခိုက်ဒဏ်ရာရရှိခြင်းတို့ဖြစ်လာတယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေနဲ့အတင်းအကျပ်ခေါ်ယူစုဆောင်းထားတဲ့လူငယ်များကိုစစ်မှုထမ်းအပတ်စဉ်တက်တင်တန်းပို့ချပြီးတဲ့နောက်နိုင်ငံတော်မှရှိတဲ့ရှေ့တန်းစစ်မြေနာပြင်တွေကိုစေလွတ်နေပြီးတော့အခုလိုမျိုးစေလွတ်မှုကိုလည်းမိဘများကိုအတိမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မှာတနိုင်ငံလုံးမှာပြည်သူစစ်မှုထမ်းအပတ်စဉ်တက်တင်တန်းစစ်ပွဲတွေပြုလုပ်ပြီးတဲ့နောက် ထောင်ထဲချီတဲ့စစ်သားများကိုရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့ပြင်ဦးလွင်လွိုင်ကော်စစ်တွေမြကြီးနာဖလန်ကလေးမြို့ဖအံကော့ဂရိတ်အစရှိတဲ့ရှေတန်းစစ်မျက်နှာပြင်တွေကိုစေလွတ်နေတယ်လို့သိရပါဗျ။အခုလိုမျိုးစေလွတ်ရမှာစစ်သားတဲ့များရဲ့မိဘများကိုအတိပေးမှုမရှိကြောင်းတပ်သားတဲ့များရဲ့မိဘဆွေမျိုးတွေကပြန်လည်ပြောပြလာပါဗျ။ မနေ့ကမှတင်တန်းဆင်းလာတဲ့စစ်သားတပ်တွေကိုကားအလုံးပိတ်တွေနဲ့ရှေ့တန်းစစ်ဆင်ရေးနေရာတွေကိုပို့ပြစ်နေပြီးကျွန်တော်တို့မိဘတွေကိုလည်းအသိမပေးဘူးအဲ့ဒါကျွန်တော်သားကအခုရှမ်းမြောက်လာရှုပ်ကိုအပုတ်ခံရတယ်အဲ့ဒါတော့မှလမ်းမှာခဏနားနေတော့ရတဲ့ဖုန်းနဲ့လှမ်းဆက်လို့သိရတာသားပြောပြတာကတော့သူ့တငယ်ချင်းတွေထဲမှာလည်းတချို့ဖလန်းတချို့ကဖအန်းကော့ကရိတ်တချို့ဆိုလွိုင်းကော်ကိုပို့တယ်တဲ့ဘယ်ကိုပို့မယ်မှမပြောပဲလမ်းတော့ရောက်မှအသိပေးတာလို့ပြောတယ်တင်တန်းဆင်းပြီလားနဲ့ချက်ချင်းပို့တာရှေ့တန်းကိုသွားခိုင်းတာ နောက်တန်းတက်ရင်တွေကိုမပုတ်ဘူးလို့ပြောတယ်လို့သင်တန်းစင်တက်သားတဲ့တူရဲ့မိဘတူကပြောဆိုထားပါတယ်အခုလိုမျိုးပြောဆိုမှုကိုတချို့သောတက်သားတဲ့များရဲ့မိဘများကလည်းအမြင်တူစွာပြောဆိုခဲ့ပြီးတော့၎င်းတို့ရဲ့သားများဟာဘယ်နေရာကိုစစ်ကောင်စီကပုတ်လဲဆိုတာကိုမသိရဘူးလို့ပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီကဧပြီလမှာစစ်မှုထမ်းအပတ်စဉ်တက်သင်တန်းစတင်ဖွင့်လှစ်ပြီးတော့မြန်မာနိုင်ငံတော်ဝါလုံးမှာထောင်ထဲချီတဲ့လူငယ်များကိုတက်သားတဲ့အဖြစ်နဲ့အတင်းအကျပ်အဓမ္မစူဆောင်းခေါ်ဆောင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာလိုတလောက်စစ်သားတဲ့စူဆောင်းလို့မရတော့တာကြောင့်စစ်ကောင်စီအုပ်စုကပေါ်တာဆွဲဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအုပ်စုကပေါ်တာဆွဲလူစုဓာတ်တွေရှိလာနိုင်လို့လူငယ်တွေကိုညရှင်နိုင်နောက်ပိုင်းမှာအပြင်းမထွက်ဖို့ရက်ကွက်တချို့မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကအချင်းချင်းသတိပေးနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ ဇွန်လ28ရက်နေ့ကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အောင်ပင်လေရက်ကွက်နယ်မဟာအောင်မြေမြို့နယ်ကရက်ကွက်တချို့မှာည7နာရီနောက်ပိုင်းအပြင်းမထွက်ဖို့စစ်ကောင်စီအုပ်စုအုပ်ချုပ်ရေးမှူးတွေကလိုက်လံတရိပ်ပေးနေတယ်လို့မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တွေကဖော်ပြထားပါတယ်။အဲ့ဒီလိုည7နာရီနောက်ပိုင်းအပြင်းမထွက်ဖို့တရိပ်ပေးတာဟာစစ်ကောင်စီအုပ်စုကထုတ်ပြန်တဲ့အမိန့်မဟုတ်ပဲ ်ပေါ်တာဆွဲတာတွေရှိလာနိုင်လို့အချင်းချင်းသတိပေးတဲ့သဘောဖြစ်တယ်လို့စစ်ကောင်စီအုပ်စုဝန်ထမ်းအတိုင်းဝိုင်းကပြောပြခဲ့ပါတယ်။မန္တလေးမြို့ပေါ်ကနေစစ်သားတဲ့အများပြားစုဆောင်းပေးဖို့စစ်ကောင်စီအုပ်စုကတောင်းခံခဲ့ရမှာရက်ွက်အုပ်ချုပ်ရေးမှုဆိုတဲ့သူတွေကလို့တလောက်လူစုမပေးနိုင်တာကြောင့်ပေါ်တာဆွဲဖို့အစီအစဉ်ရှိရင်ဆွဲဖို့ပြောဆိုခဲ့ပြီးတဲ့နောက်အခုလိုမျိုးရက်ွက်ထဲမှာအချင်းချင်းပြန်သတိပေးတာဖြစ်တယ်လို့စစ်ကောင်စီအုပ်စုအုပ်ချုပ်ရေးပိုင်းနဲ့ဒီဆက်တဲ့သူတွေကပြောပါရတယ်။စစ်မှုထမ်းအတွက်လူတောင်းတာမပေးနိုင်တော့လို့ဆွဲခြင်းလဲဆွဲတော့လို့ အစည်းအဝေးမှာပြောခဲ့တဲ့ရက်ွက်တွေရှိတယ်အခုကတကယ်ဆွဲမဲ့အခြေအနေရှိတာမို့လို့တတိထားသွားလာတင်တယ်လို့စစ်ကောင်စီရဲ့အုတ်ချုပ်ရေးမှူးတူကပြောဆိုထားပါတယ်ရရှိထားတဲ့သတင်းအချက်အလက်တွေအရညဘက်နောက်ကျတဲ့အထိအပြင်ထွက်တာကိုတတိထားကြဖို့တတိပေးနေတဲ့ရက်ွက်တွေဟာအောင်မြေသာဇံမဟာအောင်မြေချမ်းမြသာစီပတိန်ကြီးနဲ့အမရပူရမြို့နယ်ကရက်ွက်တွေဖြစ်တယ်လို့သိရပါတယ် မန္တလေးမှာဇွန်လ28ရက်နေ့ညကစတင်ပြီးတော့စစ်ကောင်စီအုပ်စုကည7နာရီနောက်ပိုင်းအပြည့်မထွက်ဖို့မာရှယ်လောစစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးတော့လိုက်လံကြေညာနေတယ်ဆိုတဲ့သတင်းတွေပြန့်နေပြီမဲ့စစ်ကောင်စီအုပ်စုကတရားဝင်ထုတ်ပြန်တဲ့မာရှယ်လောအမိန့်မဟုတ်ပဲပေါ်တာဆွဲတာတွေရှိလာနိုင်လို့နီးစပ်ရာတွေကိုတတိပေးတာမျိုးဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်မန္တလေးမြို့မေမျိုးနဲ့အနီးကပ်ဆုံးနေရာတွေအထိကိုတိုက်ပွဲတွေပြင်းထန်လာပြီးတော့တော်လိုင်းတက်တွေရဲ့ထိုးစစ်ကိုအသေးအံခုခံနေရတာက စစ်ရှုံးနေတဲ့စစ်ကောင်စီအုပ်စုကစစ်သားတွေအရေးအတွက်အများအပြားစုဆောင်းမှုအတွက်စ조사နေပြီးတော့ရခင်ကစစ်သားတွေစုဆောင်းခဲ့တဲ့အပတ်စဉ်လေးမှာမန္တလေးတိုင်းတွေကမြောင်ဦးဒရဦးနဲ့မြင်းညာမြို့နယ်တွေကကြေးရွာတွေမှာနေအိမ်တွေတဲအထိကိုဝင်ဆွဲတာတွေကိုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ